ဒီစစ်တုံးမှန်နေနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကအတိအကျလူခွင့်ရေးနဲ့အညီကျွန်တော်ကအိုင်းရှယ်ရဲ့ဒီစစ်တုံးမှန်ဥပဒေဆိုဥပဒေနဲ့အညီကျွန်တော်ကလိုက်လာပြဿနာဘာမှသွားရှိရတော့ဟုတ်တယ်ကျွန်တော်တို့လိုက်လာတယ်ကျွန်တော်တို့လိုက်လာတယ်လုပ်ငန်းစဉ်တွေကိုပို့ပြီးထိရောက်ကောင်းမှုမှုအတွက်နိုင်ငံတကာအကူအညီပေးအပ်ဖို့လိုတယ်နင်တို့ဒီစည်းကမ်းကိုလိုက်လာကြပါဆိုဟုတ်ပြီအဲ့စည်းကမ်းလိုက်လာတယ်ဒီထက်ပို့ပြီးတော့ခီးရောက်ဖို့အတွက်အကူအညီတွေဘာမှလဲ ဆိုတော့ကျွန်တော်ကဒီနိုင်ငံတကာကိုအဓိကပြောချင်တယ်သူတို့ပြောတဲ့ဒီလူခွင့်ရေးနဲ့အညီဆိုတဲ့ဟာကျွန်တော်တို့လုပ်တယ်ဒါပေမဲ့သူတို့ပြောနေတိုင်းလုပ်တဲ့အတွက်သူတို့ဘက်ကလည်းပံ့ပိုးပေးဖို့လိုတယ်ဒီတိုင်းပလိန်ပြောလို့တော့မရဘူးပေါ့နော်ကျွန်တော်တို့ဒါကိုပဲ highlight ထားပြီးပြောချင်ပါတယ် ကျမကိုကြီးကအောင်မြင်ချင်ပါတယ်ရှင်။ဒီရဲ့တုံ့လန်ရေးမှာပေါ့နော်။ဒီရဲ့စစ်တုံ့မဲ့အရေးကလည်းအရင်အရေးကြီးတယ်လို့ပြောကြတယ်ပေါ့နော်။အခုလည်းဒီစစ်တုံ့မဲ့အရေးနဲ့ပတ်သက်ပြီးတော့လိုက်ပါဆောင်ရွက်နေတာဆိုတော့ဘာကြောင့်လုံဆောင်တင်တယ်လို့လည်းမြင်မြင်ပါတယ်ရှင်။ဟုတ်ကဲ့ကိုကြီးကရဲ့ဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့။ဟိုပရမတ်ဆုံးပြောကြားခြင်းတာပေါ့နော်။ကျွန်တော်ရဲ့ပြောတဲ့ဒီပြောစကားတွေအားလုံးဒီကျွန်တော်ရဲ့တကူကြီးအဲဆုံးဖြတ်ချက်ဒီအတွေးခေါ်နဲ့အတွေးကြုံတွေပေါ်မှာလည်းပူတည်ပြီးတော့ ဟောပြောကြခြင်းဖြစ်ပါတယ်ဘယ်ဘွယ်ဘယ်ဟောဝါ့မကျွန်တော်ကိုစားပြုပြီးပြောကြတာမဟုတ်ပါဒီစစ်တုံးမှန်အရေးနဲ့ပတ်သက်လို့ရှိရင်အခုအချိန်ကာလပေါ့နော်ဒီကိစ္စဆွေးနွေးရတယ်ဆိုတာဒီအရန်အကဲဆက်တွေပေါ့အကဲဆက်တွေဆိုတာဟိုအထီးကိုက်အမှားရင်းလုံးဝမခံတဲ့အခြေအနေတစ်ခုမှရှိနေတယ်ပေါ့နော်ဟိုကျွန်တော်တို့ line ပေါ်မှာဒီတွေ့ခဲ့ရတဲ့ဒီအဖြစ်ဖြစ်စဉ်တွေဆိုလို့ရှိရင်လည်း ဒီလိုပဲပေါ့နော်ပုံမှန်ဆိုရင်အဲဒါမှန်ကန်တဲ့လုပ်ရပေါ့နော်မှန်ကန်တဲ့လုပ်ရပုံမှန်ဖြစ်ဖို့ဖြစ်စေတဘောတရားဒါပေမဲ့ဒီလက်ရှိကာလမှာဒီစစ်ကောင်စီပေါ့နော်စစ်ကောင်စီကမှအကြမ်းဖက်စစ်တပ်ကနေပြည်သူတွေကိုပြင်းပြင်းထန်ထန်ဖိစီးနှိပ်စက်တဲ့အခါမှာဒီပြည်သူတွေကလုံးဝလက်မခံဘူးအဲသူရဲ့ဖိနှိပ်မှုတွေကဒီစစ်တုံ့ပန်းနေအပေါ်မှာလဲတက်ရောက်မှုကကြီးကြီးမားမားရှိကြီးကြီးမားမားရှိအာဆိုတော့ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကအကြေအလေပေါ့နော်တည်တည်ချာချာကိုစဉ်းစားဖို့လိုတယ်အစစ်တုံးမှန်အရေးကိစ္စအရန်ကိုအရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကျွန်တော်ကိုယ်တိုင်တိုက်ပွဲဝင်နေတယ်အဒီကော်ဘိန်းတိုက်ပွဲမှာတော့စစ်တုံးမှန်အရောင်20ကျော်ဒီဖမ်းဆီးရမိရေပေါ့လေအာဒီစစ်တုံးမှန်နဲ့အလင်းဝင်တာနဲ့မတူဘူးပေါ့နော်ဒီနေရာမှာကြူပြောချင်တာဒီအလင်းဝင်နေဆိုတာကျွန်တော်တိုက်ပွဲမဖြစ်ခင်ပါတယ် ိုတင်ပြီးတော့ကျွန်တော်တို့ဘက်ကိုလာရောက်ခုလုံလာသည်အလင်းဝင်လာဖြစ်တယ်အဲသူတို့ ਨੇ ဒီတုံမန်းနေနေမတူတုံမန်းနေရာကြောင့်ကျွန်တော်တို့စခန်းကိုဝင်သိမ်းဝင်တိုက်တဲ့အခါကျမှသူပြစ်ကိုပြစ်ပြစ်ကြတယ်တကယ်တမ်းသူတို့မနိုင်တော့ဘူးထင်တော့မှလက်နဲ့ချပြီးအញ្ញံခံလာတာကျွန်တော်တုံမန်းလို့ယူဆတယ်ပေါ့နော်ဒါပေမဲ့ချွင်းချက်နေနဲ့အဲ့မှာကလေးတငယ်ကြီးနေအမျိုးသမီးကြီးပါလာတယ်အဲသူတို့ကတော့ကျွန်တော်တို့ဒီဟိုအချီနေတစ်ခုနဲ့ပေါ့နော်သူတို့အဲ့လိုလူသားချင်းဆိုင်ရာပေါ့အကုန်လုံးပေါ့ဒီစစ်တပ်နဲ့ရဲ ဒီဝန်ထမ်းနေရာအစားပေါ့နော်ကျွန်တော်တို့လုံလုံကျွတ်ကျွတ်တခုမှမရှိဘူးကျွန်တော်တို့ကိုမေးစရာရှိရမေးရဲပြီးလို့ရှိရင်တေချာဟိုစောင့်ရှောက်ထားတယ်ထိန်းသိမ်းထားတယ်ပေါ့နော်အဲဆိုတော့ဒါကြီးနဲ့ပတ်သက်လို့ရှိရင်ပြောစရာရှိတာလေကျွန်တော်ဒီ NUG ရဲ့ဒီချိန်တော့ကို MOD ရဲ့ချိန်တော့ကိုမှအောက်မှာရှိနေတဲ့တိုင်းတပ်ဖွဲ့တွေပဲဒီကိစ္စကြီးကြုံနေရမှာပဲနေတနိုင်ငံလုံးမှာရှိနေတဲ့တိုင်းသား ဒီတော်လန်ရင်အစုအဖွဲ့တွေအားလုံးပါတယ်ဒီစစ်တုံးမှန်ကိစ္စတွေဒီကြီးကြီးမားမားအခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေရတာအာပြဿနာပါလဲဆိုတော့ဒီလူတွေကလက်နက်ချပြီကျွန်တော်တိုက်ပွဲမှာလက်နက်ချပြီအញ្ញန်းခလိုင်ပြီဆိုတာနဲ့သူတို့ကိုကျွန်တော်တို့ကကိုထိလက်ရောက်နှိမ့်ဆက်ပိုင်ခွင့်ညှင်းဆဲပိုင်ခွင့်မရှိဘူးတပ်ဖြတ်ခွင့်မရှိဘူးဘင်းရင်အိုင်းရှာချမတာဥပဒေကြီးကအရန်များတယ်ပေါ့နော်ကျွန်တော်အဲ့အတိုင်းဆိုရင်ပြဿနာဘာသွားပြီးတော့ traffic သွားဖြစ်လဲဆိုတော့စာဝတ်နေကျွန်တော်ရဲဘော်တွေဒီစာဝတ်နေကြက်တဲတယ် စာနေကံဘလုံးမလောက်မှုတွေနဲ့တချို့နေရာတွေမှာအများကြီးရင်ဆိုင်နေတယ်။ဒါပေမဲ့ဒီစစ်တုံးမန်းတွေကိုလည်းကျွန်တော်တို့ကသူတို့ထိန်းသိမ်းထားတဲ့အတွက်သူတို့ကိုကျွန်တော်လူအခွင့်အရေးနဲ့အညီအဲဆောင်ရွက်ဖို့အတွက်ကတောင်းဝန်ရှိတာ။အဲ့ခါမှာသူတို့စားရေးတောက်ရေးနေထိုင်ရေးအဆင်ပြေဖို့အတွက်သူတို့ကလေးတွေဆိုလည်းဥပမာအခုလိုမျိုးကြောင်းတန်းလူထားဖို့အတွက်အဲအရာအလုံးကိုလုပ်ရတဲ့အခါမှာဝင်ပြီတယ်ပေါ့နော်။ဝင်ပြီရဆိုတော့နိုင်ငံတကာကတော့ကျွန်တော်တို့လူအခွင့်အရေးကိုလေးစားလိုက်နာပါလို့ပြောနေတယ်။ အဲကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေအကုန်လုံးကလူခွင့်ရေးကိုလေးစားလိုက်နာလာတော့မှအဲသူတို့ဘက်ကဘာမှကူညီမှုအားရပါရကူညီရအောင်ကျွန်တော်မတွေ့ရအောင်မမြင်အောင်ကျွန်တော်ကိုယ်တိုင်ဒီဖော်ပြလို့မရတဲ့စစ်တုံးမှန်နေရာတခုရောက်သွားတယ်ဖြစ်စဉ်ကတော့ကျွန်တော်တိုက်ခဲ့တဲ့ဒီဖန်စီယာမီရဲ့တုံမှန်တွေကိုကျွန်တော်တော်လိုင်းအဖွဲ့ကြီးကဘလို့ပြုမှုဆက်ဆံတယ်လေဆိုရဲဟောင်းနောက်ဆက်တွဲအနေနဲ့ကျွန်တော်ကိုယ်တိုင်သွားကြည့်တယ် အဲရိုက်ကူးခဲ့တယ်တင်ဆက်ခဲ့ပေါ့နော်ကျွန်တော်ပြည်သူပန်နိုင်မှာလည်းဒီစစ်တုံးမန်းနဲ့ပတ်သက်လို့ကျွန်တော်ဗီဒီယိုရိုက်ပြီးတင်ဆက်ထားတာရှိပါဆိုလိုချင်တာကလေအဲစစ်တုံးမန်းကိစ္စဒီအကဲဆက်တယ်စစ်ကောင်စီကဖိနှိပ်မှုများလေပြည်သူတွေကသူတို့အပေါ်တက်ရောက်မှုကကြီးလေလေပဲဆိုတော့ကျွန်တော်တို့ဒီလက်နက်ကိုင်တော်လိုင်းအင်အားစုတွေအနေနဲ့သူတို့အပေါ်မှာဘလို့ပဲကျွန်တော်လူခွင်နဲ့အညီအဲကျွန်တော်တို့ဆောင်ရွက်နေပါစေကျွန်တော်တို့ဒီပြည်သူမပါရင်မရတဲ့ပြည်သူမျက်နှာကြည့်နေရတဲ့ သူတွေဖြစ်တယ်ဆိုတော့ဒီပြည်သူရဲ့ power ပတ်သက်မှုဒီအရန်အရေးကြီးတယ်ကျွန်တော်တို့ရိခါတွေစာနယ်ရိခါတွေထောက်ပံ့နေရတော်လိုင်းမှာအသက်ဆက်နေအောင်ဟောတွားနေရအားလုံးဒီပြည်သူရဲ့ power ပူပေါင်းမှုတွေလှူဒန်းမှုတွေကြောင့်ဖြစ်တယ်သူတို့မပိုင်ကျွန်တော်ဘာမှလုပ်လို့မရဘူးလက်ရှိချိန်ဒီမှာဒီစစ်ကောင်စီရဲ့ဖိနှိပ်မှုကဒီစစ်တုံ့ပန်းတွေပေါ်မှာလည်းအရန်တက်ရောက်မှုရှိတယ်ဒါပေမဲ့ဟိုပြောချင်တာအရန်အရေးကြီးတဲ့အချိန်ဒီမှာနိုင်ငံတကာလက်လူရှုနေရအဲဒါဒီလုံးဝမဖြစ်တဲ့နေကိစ္စကိုလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဆွေးနွေးပြရတဲ့ကိုကြီးကောင်ကိုစုစုတင်ပါရှင်တကိုကြီးကောင်ကိုပဲပြန်ပြောကျွန်မမြင့်ချင်ပါတယ်ပေါ့နော်ဒါဆိုရင်မြင့်ပြင်မှာဒါမျိုးအဲစစ်တုံပန်းတွေကိုပေါ့ပေါ့နော်ဒါမျိုးလူခွေစံစံချိန်စံနှုန်းနေနဲ့အညီပေါ်တော့ဖက်စီထင်းထင်းတာမျိုးတွေရောရှိလားဘလို့ချင်းမျိုးတွေလည်းရှိနေအဲရှိနေလေဆိုတာမျိုးကိုဆွေးနွေးပြပါအောင်ရှင့်။အော်ဒီဒီဖန်စီရမီရဲ့စစ်တုံမှန်တွေကို ျွန်တော်တို့ဘက်ကလူအခွင့်အရေးနဲ့အညီဆိုတဲ့ဟာမျိုးပါလေကျွန်တော်တို့ဒီဗဇက်ကပြောတာမဟုတ်ဘောเนาะအခုဒီမှာဆိုလဲပါတယ်ကိုရှားနေရှင်တော့သူတို့ဒီစစ်တုံးမှန်တာဝန်ခံဟိုယူထားတယ်ဗောနော်ပြီးရင်သူတို့ရဲ့လုပ်ရက်တွေတွေ့ရမယ်ဗောနော်ပြီးရင်ကျွန်တော်ဒီပြည်သူ့ပန်းတိုင်ကိုပို့တဲ့ဗီဒီယိုဖိုင်မှာရှိတယ်စစ်တုံးမှန်တွေကိုကျွန်တော်ကိုယ်တိုင်အင်တာဗျူးရိုက်ထားတယ်အဲသူတို့ဒီတိုက်ပွဲမှာဖြစ်ခဲ့တဲ့အခြေအနေတိုက်ပွဲပြီးတော့သူတို့နေရတဲ့အခြေအနေအားလုံး ကျွန်တော်တို့ကဒီစကားပြောတာမဟုတ်ဘူးကျွန်တော်တို့ကပရိုပါဂါနာအနေနဲ့လူလူကြားထဲမှာဝါရဖြန့်တာမဟုတ်ဘူးကျွန်တော်ကနိုင်ငံတကာကိုလည်းဝါရဖြန့်တာမဟုတ်ဘူးဟိုဖြစ်နေတဲ့ဖြစ်စဉ်ကိုကိုရိတွားရိုက်ထားတာဖြစ်တယ်ဆိုတော့လေရှေ့ကဆရာမပြောခဲ့တဲ့ကိစ္စတွေအားလုံးကကျွန်တော်တို့ကဟိုအလုံးစုံ ပြည်စုံလို့ကြော်သွားပြီပေါ့နော်ပြဿနာအခုကဒီဘက်မှာ ကျွန်တော်တို့ဒီဟိုပြကျင်တာပေါ့နော်အဲ့တုန်းကကျွန်တော်ဒီအဲ့ဗီဒီယိုရိုက်ခဲ့ရတဲ့ကြီးပဲကြာကျွန်တော်တို့ဒီလက်နက်ကင်တော်လိုင်းအင်အားစုတွေဒီ ဒီများသောအားဖြင့်လူငယ်တွေဥဆောင်ကြရတယ်။ပြီးတော့လူငယ်တွေဒီလက်ထင်းမှာလက်နက်ကင်တာနဲ့အညီကျွန်တော်တို့အပြင်းမှာဆိုရင်စိုးရင်စိတ်တွေရှိမှာပေါ့နော်။ဒါကြောင့်လက်နက်ကင်တာနဲ့အကြမ်းဖက်ခြင်းလာရတယ်၊လူသက်ခြင်းလာရတယ်၊အနိုင်ကျင့်ခြင်းတွေပေါ့နော်။စသဖြင့်ဓာရီရှိမယ်လို့စိုးရင်စိတ်တွေရှိ။ပြီးရင်ကဘာကူလာသမကလည်းဘလို့ဆိုပြီးတော့သူထုတ်ပြန်ချက်တွေဒီလက်နက်ကင်တိုက်ပွဲတွေနဲ့ပတ်သက်ရင်စိုးရင်စိတ်တွေထုတ်ပြန်ချက်တွေတောက်လျှောက်သွားပြောနေ။အဲဒီအချိန်မှာကျွန်တော်က ိုက်ဗီဒီယိုရိုက်ခဲ့တဲ့ဟာဒီကျွန်တော်တို့ကလက်နဲ့ကင်တာတော့ဟုတ်တယ်ကျွန်တော်တို့ကဒီအကျန်းဖတ်မဟုတ်ဘူးစနစ်တစ်ခုကိုဖြိုချနေတာဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကပြ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 ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီးတော့ရိုက်ခဲ့တယ်လေးလာခဲ့ပြီးတော့တင်ပြခဲ့တယ်ပေါ့နော်ဆိုလိုချင်တာဒီစစ်တုံးမန်းနေနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကအတိအကျလူခွင့်ရေးနဲ့အညီကျွန်တော်ကအန်ရှယ်ဒီစစ်တုံးမန်းဥပဒေဆိုဥပဒေနဲ့အညီကျွန်တော်ကလိုက်လာပြဿနာဘာမှသွားရှိနေတော့ဟုတ်တယ်ကျွန်တော်တို့လိုက်လာတယ်ကျွန်တော်တို့လိုက်လာတယ်လုပ်ငန်းစဉ်တွေကို ပို့ပြီးထိရောက်ကောင်းမှုမှုအတွက်နိုင်ငံတကာအကူအညီပေးအပ်ဖို့လိုတယ်ဆိုလိုချင်တာလေနိုင်ငံတကာအကူအညီပေးအပ်ဖို့လိုတယ်နင်တို့ဒီစည်းကမ်းကိုလိုက်နာကြပါဆိုဟုတ်ပြီအဲ့စည်းကမ်းလိုက်နာရတယ်ဒီထက်ပို့ပြီးတော့ခီးရောက်ဖို့အတွက်အကူအညီတွေဗမာလေဆိုလိုချင်တာလေအခုကျွန်တော်ရဲဘော်တွေဆိုပြောစရာမလိုဘာလို့ဆိုတော့ကျွန်တော်စစ်တပ်နဲ့စပေးတဲ့ကကျွန်တော်တို့ကတနက်ပြစ်တတ်အောင်လူတတ်တတ်အောင်ပဲတင်မိခဲ့တာမဟုတ်ဘူးကျွန်တော်တို့စစ်တပ်နဲ့ရေလीအ ပါစန်းနေရဲ့30ရာရင်တော့ဒီလက်နက်ကင်အဖြုတ်တက်ဟိုတနက်အဖြုတ်တက်ပြစ်စင်နေပါ යි တင်ကြားပြီပြီမဲ80ရာရင်တော့ဒီကုတ်တော့ကွန်နက်နေအေးလက်နက်ကင်တပ်ဖွဲ့ဝင်တယောက်ဖြစ်လာရင်ဘာတွေကိုလိုက်နာရမယ်ဘာတွေကိုရှောင်ကျင်ရမယ်ဆိုတဲ့ကိစ္စရဲ့ဒီကိုအချိန်ပေးပြီးတင်ပေးနေတာဖြစ်တယ်ပြီးတော့တကယ်တမ်းလीအဲကျွန်တော်စစ်မြေပြင်မှာတိုက်တဲ့အခါမှာလေကျွန်တော်တို့ဒီဟိုအပြင်ကတော့ဟိုမြင်ကောင်းမြင်နိုင်နေပေါ့နော်ကျွန်တော်တို့ဒီ ဟိုစိတ်ရဲ့ပြင်းပြရတယ်နာကြီးချက်တွေများလို့တိုက်ပွဲမှာဒါမှတကယ်တမ်းလက်တွေ့မှာအဲ့လိုမဟုတ်နေဘူးကျွန်တော်ရဲဘော်တွေဒီစစ်တိုက်တဲ့အခါမှာကိုယ်ပိုင်ခံစားချက်မပေါ့ကျွန်တော်တို့တိုက်ကြဥမာတနက်တန်ဘုံတန်တွေလင်းတန်တွေကြားရပုံမှန်လူတရားရဲ့ခံစားချက်ရှိရင်ဒါတွေကြောက်တယ်ပုံမှန်ဆိုရင်လေဒါပေမဲ့ကျွန်တော်ရဲဘော်တွေဒီမကြောက်ကြပုံမှန်ဆိုရင်လူတရားကိုတွေ့တယ်ဟုတ်တယ်ကိုရန်သူတွေ့လိုက်ပြီသူလက်နဲ့ချလိုက်တဲ့အချိန်မှာကိုလှုပ်လို့ရတယ်ဟိုကျွန်တော်တို့မလှုပ်ကြလို့ဒါလည်းဒီလိုစစ စစ်တုံးပန်းစခန်းကြီးဖြစ်လာတာဒီလိုစစ်တုံးပန်းကြီးအတွက်အရေးကိစ္စကြီးဆိုတာဖြစ်လာလေနော်အဲ့အရာကြီးကမရှိဘူးဆိုဒါတွေကကြားတော်ကြားမှာမဟုတ်ဘူးဆိုလိုချင်တာကလေကျွန်တော်တို့အိတ်စတက်ကိုကြော်ွားခဲ့ပြီဟိုပြဿနာကဒီစစ်တုံးပန်းကြီးကိုကျွန်တော်ကလူခွေနဲ့ညီထိမ့်သိမ့်နေသူတို့ကိုစောင့်ရှောက်ပေးတယ်သူတို့တွေဆိုလို့ရှိရင်စစ်ကောင်စီဘက်ကိုဟိုဟာမဖြစ်ဘူးပြန်တော့မပြန်ဘူးပြန်လည်းမပြန်ကြဘူးပေါ့နော်ဆိုလိုချင်တာသူတို့လွတ်လွတ်လပ်လပ်သွားခွင့်ပေးရရှိတယ် ဟိုတွားကျင်တဲ့နေရာမိဘတွေစီအမျိုးတွေစီပေါ့နော်အဲ့လိုပြန်လို့ရတဲ့နေရာတွားလို့ရတဲ့နေရာဟိုပြန်ပါဆိုပြီးတော့ဒီစစ်တုံးမဲ့မိသားစုကိုပြန်ပြီးတော့ပြန်ဖို့အတွက်ကိုခွင့်ပြုတာရှိတယ်ကလေးတွေဟိုဟာမျိုးသမီးတွေပေါ့လေစသဖြင့်ဒါပေမဲ့သူတို့မပြန်ကြဘူးဘာလို့လဲဆိုတော့ပြန်လို့ရှိရင်စစ်ကောင်စီကဖမ်းခံရမယ်ပြီးရင်ကျွန်တော်ရဲဘော်တွေနဲ့အတူတူရှိနေတဲ့အချိန်တွေနဲ့အဲစစ်ကောင်စီရဲ့စစ်မှုတမ်းဘဝမှာကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ကလုံးဝတခြားစီပဲဆိုတော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီ သူတို့ပြောတဲ့ဒီနိုင်ငံတကာဥပဒေတွေစီးမင်းစည်းကမ်းတွေကိုကျွန်တော်ဘက်ကလိုက်နာနေပြီမဲ့ကျွန်တော်တို့ပို့ပြီးခီးရအောင်နိုင်ငံတကာပံ့ပိုးကူညီဖို့လိုတယ်ဆိုတဲ့ဟာကိုကျွန်တော်ထောက်ပြကြအဓိကတော့ main point ဒါပဲပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်ဒီရှမ်းဒီမြောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစစ်တုံ့ပန်းတွေနဲ့ပတ်သက်လို့ရှိရင်သူတို့မှဝင်ပြီးနေအများကြီးရှိတယ်ပေါ့နော်။အင်အားကလည်းနည်းနည်းနော်နော်ဂျာကနန်းမဟုတ်ဘူး။ဆိုတော့သူတို့ထိန်းသိမ်းရမယ်သူတို့ကိုစောင့်ရှောက်ရမယ်ဒါတွေဒီ ျွန်တော်တို့ကလုတ်ကိုလုတ်ပေးရမှာလုတ်ကိုလုတ်ပေးရမှာလीเนาะမလုတ်ပေးနိုင်သူတို့တော့ကျွန်တော်ကနှိမ့်ဟိုနှင်းမနှိမ့်ဆက်ရရောက်တယ်ဆိုတော့အဲ့အတွက်လုတ်ပေးနေပြီမဲ့အခက်ခဲတွေရှိနေတယ်ရှိနေတဲ့ဟာတွေကိုနိုင်ငံတကာကကူညီပေးနိုင်ရင်ကျွန်တော်တို့ကဟိုအဆင်ပြေသွားပြီသဘောတရားတော့ကျွန်တော်စွန်စုရဲ့စစ်ပညာကျမ်းမှာအကြောင်းရင်းသုံးခုရှိရယ်စစ်အောင်နိုင်တဲ့ပုံမှာကျွန်တော်တို့ကရန်သူမတိုက်ဘဲနဲ့နိုင်တဲ့ဟာဒီကျွန်တော်စစ်အောင်နိုင်ခြင်းတရားတွေမှာအကောင်းဆုံးပဲဆိုတော့ကျွန်တော်တို့ကစစ် ဒီစစ်တုံ့ပန်းတွေကိုကျွန်တော်ကတီချာဟိုဟာလုံနိုင်တယ် PPCC နဲ့အားလုံးအဆင်ပြေအောင်လုံနိုင်တယ်ပြီးရင်အလင်းဝင်လာတဲ့သူတွေကိုလည်းကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်နေရပါဘောနော် through the safe zone အနေနဲ့ဖန်တီးပေးနိုင်တယ်အဲ့နေရာလည်းလင်းရင်လာမကျေဘူးစသဖြင့်ပေါ့နော်ကျွန်တော်ဘက်ကလုံပေးနိုင်လို့ရှိရင်စစ်ကောင်စီဘက်မှာဒီအတင်းအာဓမစစ်မှုထမ်းနေရတဲ့ပြည်သူစစ်ပဲပြောပြောတခြားလက်နက်ကင်တပ်ဖွဲ့ဝင်တွေပဲပြောပြောအကောင်တော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေစီပြုံဆဲလာအာဆိုရင်ကျွန်တော်တို့ကစစ်မတိုက်ဘဲနဲ့ငင်းငင်းညံ့ညံ့နဲ့နိုင်ွားမှာပေါ့နော် ်ဆိုတော့ကျွန်တော်ကဒီနိုင်ငံတကာကိုအဓိကပြောချင်တယ်သူတို့ပြောတဲ့ဒီလူခွင့်ရေးနဲ့အညီဆိုတဲ့ဟာကျွန်တော်တို့လုပ်တယ်ဒါပေမဲ့သူတို့ပြောတဲ့အတိုင်းလုပ်တဲ့အတွက်သူတို့ဘက်ကလည်းပံ့ပိုးပေးဖို့လိုတယ်ဒီတိုင်းပလိန်ပြောလို့တော့မရဘူးပေါ့နော်ကျွန်တော်တို့ဒါတော့ပဲ highlight ထားပြီးပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဆွေးနွေးပြရတဲ့အတွက်ကိုကြည်ကန်းကိုကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရင်ကျမကကိုကြီးကန်းကိုပဲကျမဆက်ပြီးမိချင်ပါတယ်ပေါ့နော်။ဒါမျိုးပေါ့နော်။အဲဒါမျိုးစစ်တုံဖန်အရေးကိုဒီလိုမျိုးလိုက်ပါဆောင်ရနေတူ အနေနဲ့ကပေါ့နော်။ဒီရေရှည်မာဒီရဲ့စစ်တုံဖန်နေနဲ့ပတ်သက်ပြီးတော့ဖန်စီထိမ့်သိမ့်မှုအပေါ်တွေမှာပေါ့နော်။ဘာတွေများအကြံပြုပြောချင်တာမျိုးတွေရှိတယ်လဲရှင်။ဟုတ်ကဲ့ဆွေးနွေးပြပါအောင်ရှင်။အာဒီမိကုံးမှာပါတယ်ဟာပေါ့နော်။ကျွန်တော်စစ်တုံဖန်နေနဲ့ပတ်သက်တဲ့အဲကိစ္စတွေမှာကျွန်တော်ဝင်ရောက်ပူပေါင်းဆောင်ရွက်တာရှိတယ်ပေါ့နော်။ ဒါမိကုမာတွေကဟိုအမားတို့လည်းအကြောင်းသိလို့မိရပါတော့ဆိုလိုချင်တာကဟိုကျွန်တော်စစ်တိုက်တဲ့ရေပေါ်ပေါ့နော်ကျွန်တော်ညီအစ်ကိုဒီစစ်ကြောင်ပဲကြာပါတယ်ကျွန်တော်ခြေတော်ဒီစစ်ကြောင်ပဲပြတ်ပါဒါဆိုလို့ရှိရင်ဒီစစ်တုံမန်းတွေကိုကိုရန်သူလို့ဟောမတတ်မှတ်ပိနေပေါ့နော်လိုက်ပြီးတော့ကုညီရတယ်ဆိုတာဟိုဒါလွယ်တဲ့ကိစ္စမဟုတ်ပြီးတော့ကျွန်တော်ဒီလိုဒီခေါင်းစဉ်တွေအများကြီးနဲ့ဓာတ်ယူ highlight လုပ်ပြီးတော့ကို branding တိဆောက်နေတာလည်းမဟုတ်နေဘူးပေါ့နော်ဟုတ်ဟုတ် တကယ်လှုပ်လှုပ်ကြတဲ့အချင်းချင်းကြားထဲမှာပဲတည်ကြတဲ့ကိစ္စတခုအော်ဆိုလိုချင်တာဒီစစ်တုံးပိုင်းနေနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာကျွန်တော်တို့ကလှုပ်တယ်ဆိုတဲ့ဟာကရှင်နေရယုံကြည်လို့လှုပ်တာပေါ့နော်ရှင်နေရမယုံကြည်တော့လှုပ်เสียအကြောင်းမရှိပေါ့နော်အော်ဆိုတော့အခုလက်ရှိအချိန်ကြီးကတော့စွန်ကရှိရပြောသွားပြီးရဲ့အချိန်ကြီးမျိုးမှာရှိတယ်စစ်တုံးပိုင်းနေသည်အာများလာပါကျွန်တော်တို့ရဲဘော်တွေဒီတိုင်ခိုင်နေတဲ့ပတ်တိုင်ပြေးသွားလာတယ်လက်ယုံရောနှလုံးရောပြေးလာတယ် စစ်တုံမန်းနေကကြတော့ဒီစစ်တပ်ဘက်ကပေါ့နော်အချမ်းဘက်စစ်တပ်ဘက်ကကြီးမယ်ဆိုရင်လင်းနစ်တာကာလမှာအင်အားပြုံးတည်တယ်ရာသမြအင်အားတွေကိုကျွန်တော်ရက်သားပြည်သူတွေကိုအတင်းဖမ်းပြီးတော့ပေါ့နော်အာလှုပ်ဆောင်နေအဲ့ဘောမှာဒီဘက်အလင်းဝင်လာတဲ့ပြည်သူစစ်တွေလည်းပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြည်သူပန်းနိုင်နေပူပေါင်းပြီးတော့လှုပ်တဲ့လှုပ်ကိစ္စတွေရှိတယ်ပေါ့နော်ဒါကြောင့်မဲကျွန်တော်ဒီဆူနီဘိုကိုဖိတ်ခေါ်တာဆိုလိုချင်တာဒီစစ်ပွဲမှာစစ်ယူနီဖောင်းဝတ်တိုင်းကျွန်တော်ကရန်သူလို့ ဟိုကျင်းစီပါပြောလို့မရတဲ့အခြေအနေမျိုးဖြစ်နေတယ်။အဲဒီဘက်မှာညီရတော်လန်ကြီးတွေမှာပါပြီးမဲ့ဟိုဘက်မှာအကိုကစစ်ကောင်စီယူနီဖောင်းဖွဲ့ပြီးတော့စစ်မြေပြင်အတင်းကျပ်ရောက်နေတာမျိုးတွေအခြေအနေအများကြီးရှိတယ်။ဆိုတော့ကျွန်တော်ဓာရီကင်တွေ့မယ်ဆိုလို့ရှိရင်ဟိုစွန်းကပြောလို့စံပြီးမှစီရတာရေတော့မဟုတ်ဘူးလीเนาะဒါပေမဲ့ကျွန်တော်စစ်ပီးချောင်ရေးကိစ္စရေးဆိုလေပြည်သူတွေကိုကူပေါင်းကေပေါင်းနဲ့ကျွန်တော်လိုင်းပေါ်မှာကမ်ပိန်းတွေအများကြီးတွေ့ရတာပဲเนาะဆိုတော့ကျွန်တော်တော်လိုင်းရဲ့အခက်အခဲကဒီလိုဖြစ်နေတယ်ဆိုတော့ ပြည်သူတွေကိုသူတို့အဆင်မပြေကြက်တဲနေတဲ့အခြေအနေမှာတော့မှကျွန်တော်တို့တော်လိုင်းရဲဘော်တွေရောဒီစစ်ပေးဆောင်ပြည်သူတွေရောရတ္တိယခက်ခဲတဲ့အခြေအနေမှာကျွန်တော်နိုင်ငံတကာကအကူအညီများရမယ်ဆိုရင် ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကအားထုတ်နေရတာဖြစ်တယ်။မဟုတ်လို့ရှိရင်ကျွန်တော်တို့စိန်ခေါ်မှုအများကြီးရှိတယ်ပေါ့နော်။အဲအဲ့ဒါလေးပဲပြောချင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးပါကိုကြီးခန့်ရေး